အမေရိကန်ကာကွယ်ဝင်ကြီး PT Hassett ရဲ့တရုတ်နိုင်ငံဟာဒေတာရင်းချင်းချောက်မှုဆိုတဲ့ပြောဆိုချက်ကို တုံ့ပြန်မှုအဖြစ်ထိုင်ဝမ်ရေးမှမိနဲ့မကစားဖို့အမေရိကန်နိုင်ငံကိုတရုတ်ကသတိပေးလိုက်ပါတယ်တရုတ်နိုင်ငံဟာအာရှရဲ့အင်အားချိန်ခွင်ရှာကိုပြောင်းလဲမဲ့စီရေးဆောင်ရွက်ဖို့ပြင်ဆင်နေပြီးထိုင်ဝမ်ကိုကျူးကျော်သိမ်းပိုက်ဖို့ဇက်တိုက်နေတယ်လို့စနေနေ့ကစင်ကာပူမှာကျင်းပတဲ့ Shangri-La ဆွေးနွေးပွဲမှာ၎င်းကပြောပါတယ် ိုင်ဝမ်ပြည်ထနာဟာပြည်ရင်းဖြစ်ပြီးထိုင်ဝမ်ကိစ္စကိုအသုံးမချဖို့ပြည်ပအင်အားကြီးတိုင်းပြည်တွေကိုတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကသတိပေးလိုက်ပါတယ်။တရုတ်နိုင်ငံရဲ့ချိန်ချောက်မှုကြောင့်ကာကွယ်ရေးအသုံးစိတ်တိုးမြှင့်ဖို့အရေးပါတဲ့လုံခြုံရေးမဟာမိတ်အော်စတြေးလျပါဝင်အာရှပစိဖိတ်ဒေသရှိမဟာမိတ်တွေကို PT Hash ကတောင်းဆိုခဲ့ပါတယ်။အမေရိကန်နိုင်ငံဟာအာရှပစိဖိတ်ဒေသမှာမတည်မငြိမ်ဖြစ်စေတယ်လို့တရုတ်နိုင်ငံကဆိုပြီးဝါရှင်တန်ဟာတောင်တရုတ်ပင်လယ်မှာလက်နက်တွေဖြန့်ကျက်ကာ ဒေသရင်းတင်းမာမှုတွေကိုပိုဆိုးရွားစေခဲ့တယ်လို့ဆွဆွဲလိုက်ပါတယ်။တရုတ်နဲ့ဖိလစ်ပိုင်ဟာတောင်တရုတ်ပင်လယ်တွင်းရှိကျွန်းစုပိုင်ဆိုင်မှုတွေနဲ့ပတ်သက်လို့အငင်းပွားနေပြီးနှစ်နိုင်ငံကမ်းခြေဆောင်တပ်ဖွဲ့တွေကြားထိတိုက်တွစ်ဆုံမှုတွေကြီးမားလာပါတယ်။ပင်လယ်ရေကြောင်းဆိုင်ရာချင်းချောက်မှုတွေနဲ့ပတ်သက်လို့အမေရိကန်နိုင်ငံရဲ့ပြောဆိုချက်တွေကိုတရုတ်နိုင်ငံကပယ်ချခဲ့ပြီးဒေသရင်းတင်းမာမှုတွေဖြည့်ရှင်းမဲ့ဆွေးနွေးမှုတွေပြုလုပ်ကနိုင်ငံတကာဥပဒေနဲ့ညီပိုင်နက်နယ်မြေကိုကောင်ကွယ်ဆောင်ရှောက်ခဲ့တယ်လို့ဆိုပါတယ်။ အမေရိကန်နိုင်ငံဟာတောင်တရုတ်ပင်လယ်တွင်ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုကိုဖျက်ဆီးနေတဲ့အကြီးမားဆုံးအခြေခံကြောင်းရင်ဖြစ်ပါတယ်လို့ထုတ်ပြန်ချက်ကဖော်ပြပါတယ်။တရုတ်ကာကွယ်ဝင်ကြီးတောင်ချန်ဟာရှန်ဂရီလာဆွေးနွေးပွဲကိုမတက်ရောက်ဘဲအဆင့်နှိမ်ကိုယ်စားလှယ်တွေပါဝင်တဲ့ကိုယ်စားလှယ်ဖွဲ့သားဆေးလွှတ်ခဲ့ပါတယ်။2020ပြည့်နှစ်နဲ့2021ခုနှစ်မှာ COVID-19 ကပ်ရောဂါကြောင့်ရှန်ဂရီလာဆွေးနွေးပွဲကိုဖျက်သိမ်းခဲ့တာကလွဲရင်တရုတ်နိုင်ငံကအဆိုပါဆွေးနွေးပွဲကိုကာကွယ်ဝင်ကြီးမစေလွှတ်တာ 2019ခုနှစ်နောက်ပိုင်းပထမဆုံးကြိမ်ဖြစ်ခဲ့ပါတယ်။ကမ္ဘာအကြီးမားဆုံးစီးပွားရေးအင်အားကြီးနှစ်နိုင်ငံဖြစ်တဲ့တရုတ်နဲ့အမေရိကန်ကြားဒေါ်နယ်ထရန့်ရဲ့ကုန်သွယ်ရေးစစ်ပွဲနဲ့စီးကြက်ခွန်ချင်းချောက်မှုတွေကြောင့်တင်းမာမှုတွေမြင့်တက်နေပါတယ်။ယူကရိန်းနိုင်ငံဟာတနင်္ဂနွေနေ့ကဆိုင်ဘီးရီးယားဒေသစစ်ဘက်စခန်းတစ်ခုရှိနျူကလ িয়ার တာဝေးသွန်းဘုံကျဲလေယာဉ်တွေကို တိုက်ခိုက်ခဲ့လို့မိုင်2680အကွာဝေးမှာပထမဆုံးသောတိုက်ခိုက်မှုလို့သိရပါဗျ။ အာဂတ်မြို့မြောက်ဖက်ဘယ်လန်ယာလီတဲ့အခြေဆိုင်စခန်းရှိတာဝေးပြစ်မှတ်တွေကိုနျူကလ িয়ার ပုံကျဲရတဲ့ရုရှားရဲ့မဟာဗျူဟာမြောက်ပုံကျဲလေယာဉ်တွေမိလောင်နေတာကိုလူမှုကွန်ရက်မှာတင်ထားတဲ့အတီမပြုတ်နိုင်တဲ့ရုပ်သံဖိုင်တွေတပ်ပုံတွေကဖော်ပြခဲ့ပါတယ်။ယူကရိန်းပြည်တွင်းလုံခြုံရေးအေဂျင်စီ SBU ကရုရှားစစ်လေယာဉ်အစင်း40ကျော်ကိုဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ယူကရိန်းထောက်လန်းရေးတာဝန်ရှိသူတူကပြောပါရယ်ဒရုန်းတိုက်ခိုက်မှုကြောင့်ပျက်စီးသွားတဲ့ရုရှားလေယာဉ်တွေထဲမှာ TU95 နဲ့ TU22 မဟာဗျူဟာမြောက်ဘုံကျင်းလေယာဉ်တွေပါဝင်တယ်လို့အမည်မဖော်လိုတဲ့ယူကရိန်းသတင်းရင်းမြစ်ကပြောပါရယ် Yusuf Skin KI ရှိကျေးရွာတရွာနီစစ်ဖက်စခန်းတစ်ခုပေါ် drone တိုက်ခိုက်မှုဖြစ်ပွားခဲ့တယ်လို့ Arcos မြို့အုပ်ချုပ်ရေးမှူး Angkor Khopzak ကပြောပါရယ်မလယာလီတဲ့အခြေဆိုင်စခန်းဟာ Srini Yuani တရှိပြီးအဆိုပါလီတဲ့စခန်းမှာ Chubolev T22M အတန်ထက်မြန်တဲ့ တာဝေးသောမဟာဗျူဟာမြောက်ဘုံကျင်းလင်တွေရှိတယ်လို့သိရပါဗျ။ရုရှားနိုင်ငံမြောက်ပိုင်းမမတ်စ်ဒေတာမှာလည်းယူကရိန်းကဒရုန်းတိုက်ခိုက်မှုတစ်ခုလုံဆောင်ခဲ့တယ်လို့ဒေသနာတာဝန်ရှိသူတွေကပြောပါဗျ။